butterfly effect ဆိုတာပါလေကဘာတစ်ဖက်ချမ်းမှာလေးပြတောင်းပန်ခတ်လိုက်တာကြောင့်ကဘာနောက်တစ်ဖက်ချမ်းမှာလေမုန်တိုင်းတွေဖြစ်လာရပါတယ်ဒါကတော့ chaos theory ရဲ့အခြေခံဖြစ်ပြီးတော့ကိစ္စသေးသေးလေးတွေဟာတောင်းပြောင်းလဲနေစေမဲ့ကိစ္စအကြီးကြီးတွေဖြစ်လာတဲ့အထိကြိုးစားတရားမှုရှိခဲ့တာမျိုးဆိုသုံးပါတယ် WWE မှာလည်းဒီလို butterfly effect တွေရှိခဲ့ပြီးတော့ဒီနေ့တော့သင်မသိတော့သေးတဲ့ WWE ရဲ့အဖြစ်အပျက်တွေကြောင့်ပြောပြပါမှာကျွန်တော်ကတော့ကောင်းပါ ီနေ့ပြောပြမှာတော့ cutting cost ဆိုတဲ့ဖြစ်ပျက်ပါဒီဖြစ်ပျက်ရဲ့သိရမှုတွေကြောင့်ဂျပန်လောကတစ်ခုလုံးရဲ့ပုံစံတွေပဲပြောင်းလဲခဲ့ပြီးတော့ WWE ရဲ့သမိုင်းမှာကြော်ကြဆုံးဖြစ်လာမဲ့ superstar တယောက်ကိုလည်းမွေးဖွားပေးခဲ့ပါတယ်အဲဒီ superstar ကြောင့်ပဲ attitude error ဆိုတာဖြစ်ပေါ်လာပြီးတော့ attitude error ကြောင့်ပဲ WWE က WCW ကိုပြန်လည်အနိုင်ရရှိခဲ့တာ WWE နဲ့ WCW ရှင်ပြန်ရတဲ့အကြောင်းနဲ့ attitude error အကြောင်းတွေကိုတော့ရှေ့မှာ video တွေတင်ပေးရပါတယ်ကြည့်ရတဲ့အတွက်ကြည့်လိုက်ပါ1996 Madison Square Garden မှာလုပ်ခဲ့တဲ့ WWE ရဲ့ပွဲပြီးချိန်ဆုံးသက်မှာ ခုလေးရင်တရားလက်တရားသေချေထိုးထားကြတဲ့ Triple H, Shawn Michaels, Kevin Nash, Scott Hall တို့ဟာတရားလက်ကိုတရားမြောက်ပြီးတော့ကွင်းထဲမှာလည်းပြည့်ဖက်နေကြပါတယ်။အဲဒီချိန်တုန်းကတော့နဗန်းဆိုတာဂျူဝိုင်းထဲမှာပြည်ရုံသွတ်သက်ဖြစ်ပြီးနောက်ကွင်းမှာတော့ဒီနဗန်းသမားတွေဆိုတာတငယ်ချင်းတွေဆိုတာပြည်သက်တရားမသိရှိခဲ့ကြပါဘူး။နဗန်းသမားတွေအားလုံးကလည်းသူတို့အလို့ရဲ့တဘာဝကိုပြုတ်ဝတ်ထားခဲ့ကြပြီးတော့ဒါသူတို့ရဲ့အမွေနဲ့တကူလိုတော့ဖြစ်နေတာပါ။ဒါပေမဲ့ဒီတငယ်ချင်း၄ယောက်ကတော့ဒီစင်လာတွေကိုရှုပေါက်ခဲ့ပြီးတော့သူတို့ရဲ့ဂျူဝိုင်းထဲကနောက်ဆုံးပွဲစဉ်ကိုတရားကိုတရား respect ပေးပြီးတော့ပြသနေပါတယ်။ဒီပွဲက Kevin Nash နဲ့ Scott Core Horror ရဲ့ WWE နောက်ဆုံးပွဲစဉ်ဖြစ်ပြီးတော့ဒီပွဲပြီးရင်သူတို့နဲ့ WWE ရဲ့စာချုပ်ကကွန်ဆိုတော့မှာဖြစ်ပြီး WCW ကသူတို့ကိုစာချုပ်ခေါ်ယူလာတာပါပရိသတ်တွေကလည်းဒီဖြစ်ရပ်ကိုကင်မရာနဲ့အမိရရဲ့ကူးခဲ့ပြီးတော့ Nevan Locke ရဲ့နောက်ပွဲရလျှော့ချက်တွေကလည်းပရိသတ်တွေထားမှာပြန့်နှံ့သွားပါတယ်အချို့ Old School Nevan သမားတွေဆိုဒီလိုရက်ကိုလက်မခံနိုင်ကြပဲဒီလိုရက်က Nevan Locke ကိုဖျက်ဆီးရလို့ရဆိုပြီးတော့တောင်ပြောကြပါတယ် WWE ဘက်ကလည်းဒီလိုရက်ကိုအရန်တော်သားထွက်နေပြီးတော့ဒါရီရဲ့အကျိုးဆက်ကိုခံစားလိုက်ရတဲ့နောက်ဆုံးလူကတော့ကန်ဆိုးသူမောင်ရှင် Triple H ပဲဖြစ်ပါတယ် ပြပေးဖို့ဆိုရင် score နဲ့ Kevin Nash တို့ကလည်း WWE ကိုတခေါ်တော့ယူမလို့ဘာမှလုပ်လို့မရတော့ဘူး။ Shawn Michaels လည်းအဲ့ဒီအချိန်မှာ champion ဖြစ်နေရဖြစ်ပြီးတော့သူ့ရော 3 way အလောက်နဲ့ပဲပြီးဆုံးသွားပါတယ်အဲ့တော့နောက်ဆုံး crabage ပဲကျန်မာတော့ King of the Ring ရဆိုရင် WWE ရဲ့ one night event တစ်ခုဖြစ်ပြီးတော့နိုင်ငံသမားတွေကရှုံးခတ်ပြိုင်ပွဲအဆင်ပြေရပါတယ်ဒီပွဲမှာအနိုင်ရတဲ့လူတွေတော့ King of the Ring ဖြစ်ချင်းမြင့်ပါတယ် WWE ဘက်ကလည်းသူတို့ရွေးချယ်ထားတဲ့လားလိုက်ရှိတဲ့ superstar သူတို့ဘက်က roaming ပေးခြင်း push ပေးခြင်းနဲ့ superstar တွေကို King of the Ring မှာအနိုင်ပေးလို့ရှိပြီးတော့ဒီနေ့အတွက် King of the Ring ဖြစ်ရွေးချယ်ထားတဲ့သူကတော့ crabage ပါ crabage က cutting core ဖြစ်ပြကြအောင်ဒီနေ့ကနေဖယ်ရှားခံလိုက်ရပြီးတော့ WWE ဘက်ကလည်းဒီနေ့ တွက်တင့်တော်တဲ့လူကိုပြန်လဲစဉ်းစားခဲ့ပြီးနောက်ဆုံးတော့ Stone Go ကိုရွေးချယ်ခဲ့ပါတယ်။ Stone Go က King of the Ring ရဲ့ပမာဏပွဲမှာတိုက်ခတ်ခဲ့ပြီးအကန့်ကွဲပါမလို့14ချက်ချုပ်လိုက်ရပါတယ်။အဲညမှာပဲ Stone Go နဲ့ Chase the Snake က Final အတွက်ထပ်ထိုးရမှာဖြစ်ပြီးတော့ အိမ်နှခမ်းခွဲင်းနဲ့ပဲ final ကိုရှင်ပြန်ခဲ့ပါတယ်။ဒီဘွဲအတွက် stock ကိုကျိုးဝမ်းနဲ့ဝင်လာတဲ့အချိန်မှာသူ့ဘော်ရာ Michael Hayes က stock ကိုတခုပြောခဲ့ပါတယ်။ Jake the Snake ကတမချန်းစာရဲ့စကလုံးတွေယူပြီးတော့သူ့ property မှာထည့်တတ်တယ်။ internet ကူလုံးလို့ရမလားဆိုပြီး stock ကိုအကြံပေးခဲ့ပါတယ်။ stock ကက Jake the Snake ကိုအနိုင်ယူပြီးတော့သူ့ plan နောက်လာနေတဲ့အချိန်မှာပဲသူရဲ့ stock ghost Steve Austin ဆိုတဲ့ character ဖြစ်လာစေမယ့် Austin 316 promo cut လုပ်ခဲ့ပါတယ်။ Austin 316 says I just whipped your ass ဒီအချိန်တိုင်ငယ်ရတော့ပြိသက်တွေကစုံမှုဆိုတာဘာလဲသူ character ဘယ်လိုလဲသူ personality ကဘယ်လိုလဲဆိုတာနားမလည်ခဲ့ကြပဲနဲ့ဒီစကားကိုပြောပြရတဲ့အချိန်မှာပဲဒါတွေအားလုံးကအဆုံးသတ်သွားပါတယ်နှကန်းကွဲနေတဲ့ stone go ရဲ့ပုံစံကဒီဖြစ်ပျက်ကို aura တွေထပ်ပေါင်းပေးခဲ့ပြီးတော့ stone go ဆိုတာဘာကောင်လဲဆိုပြီးဒီကဘာလုံးကိုချပြခဲ့ပါတယ်အဲဒီနောက်မှာ stone go ကဒီ promo ကိုနောက်တစ်ချိန်မှာသူ့ရဲ့နာမည်အကြီးဆုံးစကားတစ်ခုပြလာမယ်စကားနဲ့အဆုံးသတ်လိုက်ပါတယ် အဲ့ဒီချိန်မှာပဲ Stone Cold Steve Austin ဆိုတဲ့ character ကိုမိဖပေးခဲ့ပြီးတော့နောက်နေ့မှာတော့ Austin 316ဆိုတဲ့ sign board တွေအင်းကြီးတွေကတွင်လောင်အပြည့်ဖြစ်နေခဲ့ပါတယ် Stone Cold က WWE ရဲ့အကောင်းဆုံးရှင်ဖြစ်တဲ့ Attitude Era မှာအတက်ပါဆုံးဖြစ်ခဲ့ပြီးတော့ company ဥဆောင်က WCW ကိုနိုင်ပြီးခဲ့ပါတယ်အနှစ်ချောက်ရရင်တော့ WCW က Kevin Nash နဲ့ Scott Hall ကိုဝယ်ခဲ့တာကြောင့် Cutting Gold ဖြစ်လာခဲ့ရပြီးတော့အဲ့ Cutting Gold ဖြစ်ပြကြောင်းပဲ Stone Cold ဆိုတာပေါ်လာခဲ့ပါတယ် Stone Cold ကပဲ WCW ကိုအနိုင်ရစေခဲ့တဲ့အကြောင်းအရာဖြစ်တဲ့ Attitude Era ကိုဥဆောင်ခဲ့ပြီးတော့ WCW သက် သိမ်းခဲ့ရတာပါ။တုံးကိုက WWE မရောက်ခင် WCW မှာလည်းအလုပ်လုပ်ခဲ့ဘူးသိပြီးတော့ဂျပန်မှာ WCW ရဲ့ show ကိုထိုးနေတဲ့အချိန်တန်ရော်တဲ့အခါမှာတုံးကို WCW ဘက်ကလှုပ်ထုတ်ခဲ့တာပါ။ WCW ကလူတွေရဲ့မြင်မှာတော့ Stone Cold ကဘယ်တော့မှ Top Star ဖြစ်လာမယ်မဟုတ်ဘူးဆိုပြီးထင်ခဲ့တာပါ WCW ကဘယ်နေရာ Undertaker ကိုလည်းဒီလိုမျိုးစကားမျိုးပြောခဲ့ပြီးတော့အဲ့ဒါမျိုးလည်း Undertaker ရော Stone Cold ရောဆိုတာ Attitude Era မှာထိတ်ဆုံးကနေပါဝင်ခဲ့ပြီး WCW ကိုတက်တက်ကြွကြွဖြိုချခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီတော့ WCW ရဲ့လိုရတဲ့အရာပဲသူတို့ပြန်ပြီးတော့ရှုံးနေစေခဲ့တာလားဘယ်လိုထင်ကြလဲနောက်ပြီး Stone Cold အကြောင်းသိချင်တယ်ဆိုရင်လည်း316ဆိုပြီး comment မှာမှတ်မိခဲ့ကြပါဒါမှမဟုတ်ဒီလိုမျိုး WWE နောက်ကွယ်အကြောင်းအရာတွေသိချင်တယ်ဆိုရင်လည်းပတ်တူးဆိုပြီးမှတ်မိခဲ့လို့ရပါတယ်နောက်ပြီးဗီဒီယိုကြရင်ပြန်တွေ့တာပါ